အခုခေတ်လို့ပေါ့ဆရာတော်ကြီးတွေကိုတချို့တက္ကရာမတွေလာပြီးတော့ဘာဖုံးပေးခြင်းတုံးဆိုပြီးတော့ပြုပြုပြင်ပြင်ကောင်းတို့ရာရာတဲ့တဲ့အရာလေးတွေကိုဖွဲဖွဲရာလုပ်ပြီးတော့ကတ်တယ်လို့ပဲရှင်တိဝလိမေတော်ကလည်းပဲမြတ်စွာဘုရားကိုဖွဲဖွဲရာရာလုပ်ပြီးအများန်းကတ်လိရှိတယ်တဲ့ဒါကြောင့်မို့လို့ပဏိတဓာယိကာဏမောမောမြတ်မြတ်ဘောဇင်တွေကိုလှူတဲ့နေရာမှာ ုပ္ပဝါဒာဣတရေရာတို့ရတဲ့အမျိုးသမီးတူပဲရသော်ဘုရားအဲ့ဒီကြွလာပြီဆိုလို့ရှိရင် तू ကဖွဲ့ဖွဲ့ရရလုတ်ပြီးတော့ကတ်လိုက်ရှိတယ်ဒီအစားပြင်မြတ်စွာဘုရားနဲ့တဲ့တယ်ဒါကမတဲ့ဘူးဘုရားလည်းတဲ့တယ်မတဲ့တယ်ရှိဦးမှာပေါ့ဒါပေမဲ့သွေးတို့ရှိလို့တော့မဟုတ်တော့ဘူးเนาะမြတ်စွာဘုရားလည်းဒီအစားစားနဲ့တွေ့တယ်ဒီအစားစားနဲ့မတဲ့ဘူး ။အော်ဖွဲ့ဖို့ရရမြတ်စွာဘုရားနဲ့တင့်တော်တဲ့အစာအာဟာရတွေကိုပြုပြင်ပြီးတော့အမြဲတမ်းဆက်ကပ်လေးရှိလို့သူ့ကိုပဏိတဓာယိကာမွန်မွန်မြတ်မြတ်ကျွေးထက်မွေးထက်တဲ့အမျိုးသမီးပေးထက်လှူထက်တဲ့အမျိုးသမီးဖြစ်မြတ်စွာဘုရားဂုံတင်ပြီးတော့ချီးမြှင့်ထားတာ။အဲ့လိုထင်ရှားတဲ့သူကဆွမ်းကျိုး၅ပါးဆိုတာဟောဒီသုဘဝတ္တကိုဟောတာမြတ်စွာဘုရား။ရှင်ဒီဝိမေရောဟောခဲ့တာသူကဘာလို့ဆိုအကျွေးမွေးဝါသနာပါလဲ ရသဗျာကိုကောင်းလို့ရရသူ့အိမ်မှာဆိုလို့ရှိရင်နေ့စဉ်နေ့စဉ် तू ဘလောက်ကြွေးတုံဆိုလို့ရှိရင်သုံးအခွက်ပေါင်းခုခေတ်လို့ပြောမယ်ဆိုရင် တပားစာပေါ့အပား၈၀၀စာ၈၀၀စာအမြဲတမ်းပြုတ်စီမံတယ်လို့ပြောတယ် तू ရှိနေတဲ့အချက်အဲ့ဒါလို့စီမံပြီးတော့ तू ကတန်ဃာတွေကိုကတ်လိုက်ရှိတယ်အဲ့ဒါလို့နေတဲ့အမျိုးသမီး ဒုက္ခဒွင်းကနေလွတ်လာတဲ့ခொနည်းတိတိအော်ဟစ်နေရတဲ့အချိန်မှာတော့ဒုက္ခရောက်နေတဲ့အချိန်မှာတော့ဆုံးမကန့်နိုင်ရှာပေဘူးပေါ့ခொနည်းမြောက်လို့သားလေးဖွာပြည့်တဲ့အခါမှာဆုံးကတ်ချက်တဲ့စိတ်တွေပေါက်လာလို့ဖះကိုတွားပြီးတော့သူ့ရဲ့အိမ်သားလုံးတဲ့ကောရီးယားမင်းသားကိုတွားပင့်ခိုင်းတယ်ကြောင်းတစ်ခေါက်ပြန်တစ်ခေါက်ပြန်ပြီးတော့တွားပင့်တယ်အရှင်ဘုရားတဲ့တုတ်ပြရဟာအရှင်ဘုရားမိန်ကြားလိုက်တဲ့စကား မိန်ကြားလိုက်တဲ့စကားနဲ့တပြိုင်နက်ဖယ်ချမ်းချမ်းသာသာယောဂကင်းပြီးတော့ယောဂကင်းတဲ့ตาလေးကိုဖွာမြင်သွားပါပြီတဲ့ခொနှစ်နှစ်ခொနှစ်လခொနှစ်နှစ်ခொနှစ်ရခொနှစ်ရခொနှစ်နှစ်တိတိကိုဝင်လွယ်ပြီးခொနှစ်ရတိတိဒုက္ခရောက်ပြီးတော့မှမငွေဖွာရတဲ့ကလေးလေးဖြစ်ပါတယ်ဒါကြောင့်မို့လို့တုပ္ပိယတက္ကမက အရှင်ဘုရားတို့တန်ဃာတွေကိုအိမ်ကိုဆွမ်းစားပေးနေပါတယ်တဲ့ခொနည်းရတ္တိဆွမ်းစားချီးမြှင့်ပေးပါဟောဒီလိုသွားပေးတာသွားပေးတဲ့အခါကျတော့မြတ်စွာဘုရားလက်ခံလိုက်တယ်လက်ခံလိုက်ပေမဲ့လို့အဲ့ဒီမှာစောစောကကြိုတင်ပြီးတော့ပင့်ထားတဲ့ဒကာကြီးတယောက်ကရှိတယ်အဲ့ဒီဒကာကြီးတယောက်ကပင့်ထားတာရှိသည့်အတွက်ကြောင့်အဲ့ဒီဒကာကြီးကလည်းရှင်မောကလန်ရဲ့ဒကာဖြစ်နေတယ်မြတ်စွာဘုရားကမောကလန်ကိုခေါ်ပြီးတော့ ဘာဖြစ်လို့မြတ်စွာဘုရားကတုတ်ပြရကိုဦးစားပေးတာတုံးလို့ဆိုသူဟာဒုက္ခဒွင်းကတေဒွင်းကလွတ်လာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ငွေဖွားလာတဲ့သားလေးကလည်းသာသနာမှာထိတ်တန်းကပုဂ္ဂိုလ်တူဖြစ်လာမှာ။အဲ့ဒီအခြေအနေကောင်းတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားကသူ့ကိုဦးစားပေးခြင်း။ဒါအဂတိလိုက်တာမျိုးမဟုတ်ဘူးနော်။ဖြစ်တဲ့ဖြစ်တိုက်တာကိုစီမံပေးတယ်။ရှင်မောကလန်ရဲ့ တပည့်တကာကိုရှင်မောကလံကိုသွားပြောခိုင်းတယ်အေးမင်းတကာဆုံးသားပင့်ထားတာရှိတယ်သွားပြောလိုက်ပါခொနှစ်ရက်လောက်ဆုတ်ပေးလိုက်ပါလို့တေဝလီရဲ့မေတော်ကအခုစင်းစင်းရဲရဲနဲ့ခொနှစ်နှစ်တတိလွယ်ပြီးကိုုံလွယ်ပြီးခொနှစ်ရက်ညီမဖွားနိုင်လို့ဆဲဒုက္ခရောက်ပြီးခုမွေးဖွားလာတယ်အဲ့ဒါကြောင့်မို့လို့တက်ရှိစွမ်းကလေး ွေးချင်တယ်ခொနရတီတီအဲ့ဒါနောက်ဆုတ်ပေးပါရှင်မောကလန်ကသင်္ကန်းလေးယုံပြီးကြွသွားတယ်သူတကားစီအိမ်ရောက်တဲ့အခါကျတော့အဲ့ဒီကကြီးကိုပြောပြအကျိုးအကြောင်းဒီလိုပဲသုဘဝါဒသုဘဝါဒကောရီးယားမင်းသမီးဟာခொနနှစ်တီတီကိုုံလွယ်ပြီးဒုက္ခရောက်ခဲ့တယ်ခொနရတီတီဖိုက်လာပြီးတော့မိမဖွားနိုင်ပဲဖြစ်ပြီးဆင်းဒုက္ခရောက်တယ်အခုမွေးဖွားသွားပြီး အဲ့ဒါသူခုနှစ်ရက်တည်းဆွန့်ကပ်ချက်နဲ့ဒကာကြီးကနောက်ဆုတ်ပေးပါလို့ဆိုတော့အဲ့ဒီဒကာကဘာပြောတော့ဆိုအရှင်ဖရာတဲ့နောက်ဆုတ်ပေးရမယ်ဆိုရင်အရှင်ဖရာဟာတပည့်တော်ရဲ့အသက်ရဲ့စီးစိမ်ရဲ့တရားတရားရဲ့အဲ့ဒီသုံးမျိုးကိုအရှင်ဖရာအမခနိုင်မလားတဲ့ဒကာကလည်းညံ့တဲ့ဒကာမဟုတ်ဘူးနော်ခொနည်းရဲ့တွင်တပည့်တော်မသေးပါဘူးဆိုတာအသက်ကိုအရှင်ဘုရားအာမခံပေးရမယ်တဲ့ ပစ္စည်းဥစ္စာတွေမိလောင်ရေမျောရန်သိမျိုး၅ပါးကြောင့်မပြည့်စည်ပါဘူးဆိုတာအရှင်မြတ်အာမခံပေးရမယ် guarantee တွေတောင်းတယ်တရားတရားတဲ့လူရဲ့တရားတရားကလည်းမနဲ့ဆွမ်းကမလို့စိတ်ကူးပေါက်ပြီမယ်ညနေကျတော့ဒီဟာပြည့်ချင်းပြည့်သွားမှာပေါ့နော်အဲ့ဒီတရားတရားတဲ့ဒီသုံးမျိုးကိုအရှင်မြတ်အာမခံနိုင်မလားဆိုတော့ရှင်မောက္ကလံကစဉ်းစားပြီးတော့ကြည့်လိုက်တယ်အဲမသေးသေးဘူးသေးကြတယ်အသက်ကိုအာမခံမယ် ပစ္စည်းဥစ္စာလည်းပြည့်စရာအကြောင်းမရှိဘူးအဲပစ္စည်းဥစ္စာလည်းအာမခံသို့တော်တရားတရားတော့ငါအာမမခံနိုင်ဘူးတဲ့ကိုယ့်ဘာကိုထိရမယ်တဲ့အဲ့ဒါဘာဖြစ်လို့တော့ဆိုတော့အတွင်းပစ္စည်းဖြစ်နေတယ်အဲ့ဒါလူစိတ်ဆိုတာမြောက်စိတ်လိုပဲနော်အဲ့ဒါကြောင့်မလို့ရှင်မောကလန်တောင်မှာအာမမခံဘူးအဲ့ဒါနဲ့ပတ်သက် guarantee ပဲပေးနိုင်ဘူးတရားတရားကို တော့တခါကတထစ်လျှော့ပေးလိုက်တဲ့အရှင်ဘုရားတဲ့တရားတရားတော့တပီတော့ဖာသည်ထိမ့်မှမယ်တဲ့ကျန်တဲ့နှစ်ခုအာမခံရင်ကပ်ပါတော့ဆိုဟောခွင့်ရသွားတယ်အခက်ခဲဆိုတော့ခုခေတ်မှာမဟုတ်ရှေ့ခေတ်မှာလည်းကျုံတက်သေးကျုံခဲ့တာပဲเนาะအဲ့လိုဆုံးကပ်ခွင့်ရတဲ့အခါရှမောက်ကလန်ကဘုရားကိုပြန်လျှောက်အရှင်ဘုရားတခါကြီးရသဘောတူလိုက်ပါပြီသုဘဝတာမင်းသမီး9ရက်တည်းဆုံးကပ်လို့ရပါပြီအကြောင်းပြန်လိုက်တာ